နားဆင်ကြည့်ရှုသူပရိသတ်အားလုံးမြင်လာပါဒီနေ့မှာတော့ April 17ရက်ဒီ Ritter Scale 9နဲ့အထက်ရှိတဲ့ငလျင်ဖြစ်ပေါ်နိုင်ခြင်း50လရာခိုင်နှုန်းရှိပြီးတော့၄ချိန်အထိလှုပ်နိုင်တဲ့ဆွဲကြောင်းဖော်ပြပေးပါမယ်အိဗတ်7ရက်ထိအင်အား Ritter Scale 9နဲ့အထက်ရှိတဲ့နောက်ဆက်တွဲငလျင်ဖြစ်ပေါ်နိုင်ခြင်းက54ရာခိုင်နှုန်းရှိနေပြီးတော့၄ချိန်အထိလှုပ်နိုင်တဲ့အကြောင်းအမေရိကန်ဘူမိဆိုင်ရာသုတေသနအဖွဲ့ USGS ကခန့်မှန်းပါတယ်။ USDR ရဲ့ April 4ရက်ခံမှန်းချက်အရအင်အား၄နဲ့အထက်ရှိတဲ့နောက်ဆက်တွဲငွေလင်းငယ်ဖြစ်ပေါ်နိုင်ခြင်း69ရာခိုင်နှုန်းရှိနေပြီးနှစ်ကြိမ်ကနေ22ကြိမ်အထိလှုံ့နိုင်ကအင်အား၃နဲ့အထက်ရှိတဲ့ငွေလင်းငယ်ဖြစ်ပေါ်နိုင်ခြင်း69ရာခိုင်နှုန်းရှိပြီးတော့အကြိမ်20ကနေအကြိမ်220အထိလှုံ့နိုင်ကြောင်းသိရပါဗျာ။ အခုလိုမိုးရွာချလိုက်လို့မပြိုသေးတဲ့တိုက်တင်တော့ပြိုနိုင်တဲ့အန်ရရှိနေတာဆိုတော့ထက်လုံနိုင်ခြင်းရှိတဲ့နောက်ဆက်တွဲငလင်းထဲမှာရီတာစကေ9နဲ့အထက်ထက်လို့ရင်တိုက်တီထက်ပြိုနိုင်မလားပေါ့မန်လေးမှာလမ်းဘေးအိပ်ရတဲ့ဘဝတွေဆက်အတွန်းရှိအောင်မှာပေါ့လို့ငလင်းတန်တဲ့ပြည်သူတွေကိုကူညီပေးတဲ့မန်လေးမျိုးကကဆိုပါတယ်အင်အား6နဲ့အထက်ရှိတဲ့နောက်ဆက်တွဲငလင်းဖြစ်ပေါ်နိုင်ခြင်းရှိရာကိုင်းလုံးရှိပြီးတော့ဒကြိမ်ဖြစ်ပေါ်နိုင်တဲ့အကြောင်းနဲ့အင်အား9နဲ့အထက်ရှိတဲ့နောက်ဆက်တွဲငလင်းဖြစ်ပေါ်နိုင်ခြင်းကတော့3.8ရာခိုင်နှုန်း တရာခိုင်နှုန်းအလားအလာရှိကပြစ်နိုင်ခြင်းရှိပေမဲ့အလားအလာအလွန်နည်းတဲ့အကြောင်း USDS ကခံမှန်းပါတယ်။မန္တလေးမြို့မှာအိမ်ပယ်9ရက်ညာကမိုးသက်လေပြင်းကြာရောက်လို့လမ်းဘေးမှာယာယီနေနေကြတဲ့ပြည်သူတွေဒုက္ခရောက်ခဲ့ပါတယ်။အိမ်ပယ်3ရက်မှာနောက်ဆက်တွဲငလျင်တွေလှုပ်ပေးတဲ့နောက်မဟာအောင်မြို့နယ်မှာရှိတဲ့တိုက်ကြီးတစ်လုံးလည်းပြိုကျခဲ့ပါသေးတယ်။ ဒါအပြင်မိုးလေဝသသုတေသီအွန်လိုင်းကလည်းဧပြီလ9ရက်နေ့ပိုင်းမှာတွေ့ရတဲ့ဂျိုရုတိမ်ပုံတွေနဲ့ Deepin D Learning IR Intensity or TC ရဲ့အချက်လက်တွေအရ92ပီကအင်အားကောင်းလာခြင်းမရှိဘူးလို့ဆိုပါတယ်။တနအီကို16ဒသမ1တက်မိုင်ကနေ16ဒသမ4တက်မိုင်ကန်တာ92ပီရဲ့ဗဟုနေနေတိုင်းနှုန်းရှိနေကြောင်းတွေ့ရပါတယ်။အားပြောတဲ့လာနီညာဆက်လက်ဖြစ်ပေါ်နေတဲ့အခြေအနေတွေကြောင့်ပဲအရှိလေစီကြောင့်အားကောင်းနေတာလည်းတွေ့ရပါတယ်။ လက်ရှိချိန်မှာတော့အင်ဗန်နှက်တီတို့ဘီကဆက်ပြီးဖြစ်လာနိုင်တဲ့လေဖိအားနဲ့ရုံရဲ့အချိန်တရမှုကဧပြီလအတွင်း9ရက်17ရက်12ရက်13ရက်14ရက်15ရက်နေ့တွေမှာရခိုင်ပြည်နယ်မကွေးတိုင်းရန်ကုန်တိုင်းအေရီတိုင်းပဲခူးတိုင်းနေပြည်တော်မန္တလေးတိုင်းနဲ့စကိုင်းတိုင်းအောင်ပိုင်းရှမ်းပြည်နယ်တောင်ပိုင်းနဲ့အရှေ့ပိုင်းဒေသတွေမှာမိုးတင့်တင့်ကနေမိုးများနိုင်အောင်မယ်လို့လဲဆိုပါရစေ။ တရားဝင်မူလတာဌာနတွေကမနေ့ကနောက်48နာရီအတွင်းနေဖြည့်အာနေရှင်ဝင်ဖြစ်လာနိုင်တယ်လို့ကြေညာထားကြောင်းလည်းဖော်ပြခဲ့တာဖြစ်ပါတယ်။အခုချိန်ကတော့ငလျင်တန်တဲ့ဒေတာတွေမိုးများနိုင်တဲ့အခြေအနေရှိနေတာကြောင့်နောက်ဆက်တွဲဖြစ်လာနိုင်တဲ့သဘာဝဘေးတွေအတွက်လည်းကြိုတင်ပြင်ဆင်ထားကြဖို့အသိပေးဖော်ပြလာခဲ့တာဖြစ်ပါတယ်။ဆရာပြီးတော့လေငလျင်တန်အစိုးဆုံးကြုံထားရတဲ့မန်းလေးနဲ့စကိုင်းမှာမိုးသည်ထန်စွာရွာသွန်းပြီးတော့လေရင်တွေပါတိုက်ခတ်တဲ့အကြောင်းဖော်ပြပေးပါမယ်။ပြေးထိုင်ငလျင်တန်ကိုကြုံထားရတဲ့မန်းလေးတိုင်းနဲ့စကိုင်းတိုင်းမှာ ဧပြီလ9ရက်ညပိုင်း7:00ကျော်ကစာလုံးမိုးတန်းတန်းစွာရွာသွန်းပြီးတော့လေပြင်းတိုက်ခတ်မှုဖြစ်ပေါ်နေပါပါ နောက်ဆက်တွဲငလျင်တံကိုစိုးရင်ရတာနဲ့ငလျင်ကြီးတံကိုထိထားတဲ့ပြိုပြက်အဆောင်ထဲမှာနေဖို့အဆင်မပြေကြတာကြောင့်ကွင်းပြင်နဲ့လမ်းမကြီးတွေပေါ်မှာမိုးကစားတွေနဲ့ယာယီတဲထိုးနေထိုင်ရတဲ့သူတွေအတွက်မိုးနဲ့လေကြောင့်အခက်ခဲတွေထပ်ဖြစ်ရတဲ့အခြေအနေလို့မြို့ကန်ကယ်ဆယ်အဖွဲ့တွေကဆိုပါတယ်။လက်ရှိမှာတော့မိုးနဲ့လေပြင်းကြောင့်လျှက်စစ်မီးတွေကလည်းပြတ်တောက်သွားတယ်လို့ဆိုပါတယ်။မလူအသားနဲ့ဇလားဗေဒါညွှန်ကြားမှုဦးစီးဌာနကတော့ ဒီနေ့နဲ့မနက်ဖြန်2ရက်အတွင်းနိုင်ငံတော်ဝန်မိုးသဲထန်စွာရွာသွန်းနိုင်တယ်လို့လည်းသတိပေးထုတ်ပြန်ထားတာဖြစ်ပါတယ်။ဆက်လက်ပြီးတော့လည်းနေပြည်တော်ပြည်မနာတဝိုင်း ground စာပေအရာငလင်ကြောင်အထက်မြင့်အစားအုံလေးအကြီးကျယ်ပျက်စီးစေတယ်လို့ဆိုပါတယ်။စကိုင်းပြည့်ရွေကျော်ပေါ်နေနာကြီးဝါတွေကရိုးရိုးတက်တာအင်းတစ်ထက်တိုက်လူနေအိမ်တွေမှာတော့အများအပြားမထိခိုက်ပဲဖျားစေတီပထိုးတချို့သာပြိုကျပျက်စီးမှုရှိခဲ့ပါတယ်။ Multi Hazard and Risk Assessment at the Ground Truth ယူပြီးတော့စကိုင်းပြည့်ရွေကျော်တက်ရှောင်း surface ရောက်ချရတိုင်းတာခဲ့ပါတယ်။ပြည်ပြည်ကျော်ကြောင့်မြေသားတွေအန်လွဲသွားတာနှစ်ပေကနေအများဆုံး15ပေတောင်ရှိပြီးတော့လောလောဆယ်မြေပုံရေးဆွဲရသလောက်တော့မြေလွန်အကွဲချောင်းတွေက တောင်မြောက်9မိုင်လောက်ရှိရှိနေပါတယ်။နောက်ဆက်တွဲငလျင်တွေလာနေအောင်မှမလို့ပြည်သူတွေအနေနဲ့ပြိုလဲစာအိုးအိမ်တိုက်တာတွေနဲ့သတိပြုသွားလာနေထိုင်ကြဖို့လည်းအသိပေးခဲ့ပါတယ်။ ဒါအပြင်ပြည့်ပြည့်ကျော်ကြောင့်မြေသားတွေအန်လွဲသွားတာနှစ်ပေကနေအများဆုံး15ပေလောက်ရှိပြီးတော့လလွန်းဆယ်မြေပုံရေးဆွဲရတဲ့လောက်မြေရွာအကွဲကြောင်းတွေကတောင်မြောက်9မိုင်လောက်ထိရှိတယ်လို့လည်းမလို့သာသူတည်တည်ဝန်နိုင်ကဆိုပါတယ် ဒီတစ်ပတ်အတွင်းမှာဘင်္ဂလားပင်လယ်အော်မှာဖြစ်လာမဲ့လေပြင်းအားနဲ့ရန်ဝန်ကြောင့်နိုင်ငံအနှံ့ငလင်တန်တဲ့ဒေသတွေအပါအဝင်မိုးတွေများလာအောင်မယ်လို့ဆိုပါရတယ်။အခုလိုမြေပြင်အနေထားပြောင်းသွားတဲ့ပြက်ရွေသွားတဲ့ဒေသတွေတဲကမှတ်တမ်းမယူနိုင်ပဲတိုက်တာစစ်ဆေးခြင်းမပြုနိုင်သေးတဲ့ပြက်ရွေပေါ်ကနေရာတွေအများကြီးကျန်သေးတယ်လို့လည်းဆိုပါရတယ်။ ကယ်ဆယ်ရေးအဖွဲ့ဖြိုဖျက်ရှင်းလင်းလုပ်ငန်းလုပ်နေကြတဲ့သူတွေအားလုံးကမိုးများလာတဲ့အခါမှာမြေကျော်နိုင်တာကြောင့်အစားအုံပြိုကျပြီးအန္တရာယ်ဖြစ်လာနိုင်မှာကို မပြတ်သတိထားကြဖို့အသိပေးလာခဲ့တာလည်းဖြစ်ပါတယ်။ဆက်လက်ပြီးတော့လည်းလေဘီအာနယ်ရှင်ဝအခြေအနေသတိပေးချက်၄ကာကြီးကားငယ်မြင်းဆောင်2025ကိုဖော်ပြပေးပါမယ်။2025ခုနှစ်ဧပြီလ9ရက်နေ့လေဘီအာနယ်ဆဲအခြေအနေကတော့ဒီနေ့မြန်မာစံတော်ချိန် ဒီနေ့မြန်မာစံတော်ချိန်၁၂နာရီခွဲချိန်တိုင်းထွားချက်တွေရာကပ်လီပင်လယ်ပြင်တောင်ပိုင်းမှာဖြစ်ပေါ်နေတဲ့လေပြင်းအားနဲ့ဆဲလိုပရက်ရှာဆဲကတော့အနောက်အနောက်မြက်ဘက်ကိုဆက်လက်ရွှေ့ရှားခဲ့ရမှာဘင်္ဂလားပင်လယ်ရောအရှေ့တောင်ပိုင်းကပ်လီကျောအနီးကိုရောက်ရှိခဲ့ပြီးတော့လေပြင်းအားနဲ့ရောင်းလိုပရက်ရှာဧရိယာဖြစ်ဖို့ပုံမအောင်ခဲ့ပါတယ်။ အဆိုပါလီပီအားနဲ့ရောင်ကတော့အနောက်ဘက်ကိုဆက်လက်ရွေးရှားနိုင်ပြီးတော့လာမယ့်36နှစ်အတွင်းမှာဘင်္ဂလားပင်လယ်အရှေ့တောင်ပိုင်း၎င်းနဲ့ဆက်စပ်ရရှိတဲ့ဘင်္ဂလားပင်လယ်အနောက်တောင်ပိုင်းမှာအားကောင်းသောလီပီအားနဲ့ရောင်ဝမ်မက်လိုပရက်ရှာအေရီးယားအဖြစ်ကိုပုံမအားကောင်းပြီးတော့အနောက်မြောက်ဘက်ကိုဆက်လက်ရွေးရှားမယ်လို့ခန့်မှန်းရပါတယ်။အဆိုပါလင်ပီအာနဲ့ရောင်ရဲ့အရှင်ကြောင့်ဒီနေ့ကစလို့14ရက်လီလာ2025အတွင်းမြဝကျုံပေါ်မိုးဒမောက်ွေမွန်တရနိုင်ကရန်တက်ရှောင်းနဲ့ကန်လွန်ပင်လေပြမှာ၎င်း9ရက်လီလာ2025ရက်ကနေ14ရက်လီလာ2025အတွင်း ်မြန်မာကင်မရာတက်ရှောင်းနဲ့ကမ်းလွန်ပင်လယ်ပြင်မှာ၎င်းတစ်ခါတရံမိုးသက်လေပြင်းတွေတိုက်ခတ်နိုင်ပြီးနိုင်တဲ့တင်းကနေလှိုင်းကြည့်ပါမယ်မိုးသက်လေပြင်းတိုက်ခတ်စင်မှာမြေပြင်ရေပြင်လေပြင်ဟာတနအိုင်ကို35မိုင်ကနေမိုင်40ဒီတိုက်ခတ်ပြီးတော့လှိုင်းမြေဟာမြန်မာကင်မရာတက်ရှောင်းနဲ့ကမ်းလွန်ပင်လယ်ပြင်မှာ9ဘီကနေ12ဘီကရှိပါမယ် အစောပိုင်းလေးပြည်အာနယ်ရုံရဲ့အရှင်ကြောင့်ဒီနေ့ကစလို့ဆယ်ရက်လီလာ2025အတွင်းနေပြည်တော်စကိုင်းတိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးငွေတိုင်းဒေသကြီးနဲ့ရှမ်းပြည်နယ်မှာနေရာခွဲခြားကနေနေရာကျဲကျဲငွေတိုင်းဒေသကြီးအေရဝတိုင်းဒေသကြီးရောင်တိုင်းဒေသကြီးတရိုင်းနိုင်တိုင်းဒေသကြီးကချင်ပြည်နယ်ချင်းပြည်နယ်ရခိုင်ပြည်နယ်ကယားပြည်နယ်ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်မှာနေရာကျဲကျဲကနေနေရာစိစိ17ရက်လီလာ2025ရက်ကနေ15ရက်လီလာ2025ရက်အတွင်းစကိုင်းတိုင်းဒေသကြီးအောက်ပိုင်းနဲ့ငွေတိုင်းဒေသကြီးမှာနေရာကျဲကျဲကနေနေရာစိစိကြာတိပြည်လုံးမှာနေရာစိစိကနေနေရာ ာအနှံပြမုတ်တကြုံရွာသွန်းလိုက်ပြီးတော့နေပြည်တော်ကိုတိုင်းဒေသကြီး၊ ERI တိုင်းဒေသကြီး၊ရောင်တိုင်းဒေသကြီး၊တရင်းနိုင်တိုင်းဒေသကြီး၊ချင်းပြည်နယ်၊ရခိုင်ပြည်နယ်၊ရှမ်းပြည်နယ်၊ကယားပြည်နယ်၊ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်မှာနေရာကွက်ပြီးမူကြီးတာ၊မိုးသီးကျွေတာ၊မိုးချိုးပြစ်တာ၊လေပြင်းတိုက်ခတ်တာတွေဖြစ်ပေါ်ပါမယ်။ဒါကြောင့်အစိုးရလေဖိအားနဲ့ရုံရဲ့အရှင်ကြောင့်ဒီကနေ့ကစလို့15ရက်လေးလာ2025အတွင်းတိုင်းနယ်ပြည်နယ်အသေးသေးမှာမိုးထစ်ကြုံရွာသွန်းတာနဲ့အတူတူနေရာကွက်ပြီးမိုးကြီးတာမိုးသီးကြွေတာမိုးချိုးပြစ်တာနဲ့ နေပြင်းတိုက်ခတ်တာတွေဖြစ်ပေါ်နိုင်တော့မိုးရွာသွန်းတာကြောင့်ဖြစ်ပေါ်လာနိုင်တဲ့ရေကြီးတာမြေပြိုတာမိုးချိုပြစ်တာလေတိုက်တာကြောင့်ဖြစ်ပေါ်လာတဲ့အဆအုံနဲ့တင်ကိုင်းနေဖိုင်ဘာလိုင်းတွေနဲ့တည်ဆက်တာအလိုင်းပြိုကြတာရိုင်လဲတာစတဲ့သဘာဝဘေးရန်တွေဖြစ်ပေါ်နိုင်တဲ့အတွက်ကုန်းမြစ်ဒေသအနီးမှာနေထိုင်ကြတဲ့သူတွေအနေနဲ့မိုးချိုပြစ်တာနဲ့မြေပြိုမှုအန္တရာယ်ကို၎င်းမြမခံရတဲ့ချောင်းနဲ့မြင့်ငယ်ချောင်းရဲ့အနီးမှာနေထိုင်ကြတဲ့သူတွေအနေနဲ့ရေကြီးရေရှမ်းမှုအန္တရာယ်ကို၎င်းကြိုတင်သတိပြုနေထိုင်ကြဖို့နဲ့ ဆိုင်ပြုံမှုရည်တောင်းတဲ့အနေနဲ့လည်းအချိန်ကာမှုမူရသနာကြောင့်ဖြစ်ပေါ်လာနိုင်တဲ့သီးနှံပျက်စီးဆုံးရှုံးမှုတွေမဖြစ်ပေါ်စေရင်ကြိုတင်ကာကွယ်ထားရှိဖို့နဲ့ပြည်တွင်းလေကြောင်းပြန်တမ်းရင်ပြည်တွင်းရေကြောင်းသွားလာရင်မြမကံရံတက်ရှောင်းတဲ့ကမ်းလွန်ပင်လယ်ပြင်မှာရှိတဲ့ကမ်းနေကမ်းဝေငါးဖန်းရည်ရင်တွေဆက်လက်တင်မောတဲ့အနေနဲ့လည်းကြိုတင်သတိပြုသွားလာဖို့အသိပေးဖော်ပြလာခဲ့တာဖြစ်ပါရဲ့ရှင်။